မင်္ဂလာဆောင်ကန်ဒီအချိန်ရောက်မှာအမျိုးမျိုးဝေဖန်ခံနေရတဲ့တမိဖြစ်သူဆိုပြသစင်အတွက်အားပေးစကားပြောလာခဲ့တဲ့ဆိုပြသစင်ရဲ့မိခင်ထောမလာခင်မင်္ဂလာပါပရိသတ်ကြီးရှင်ဆိုပြသစင်တို့မိသားစုလေးကတော့ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီးတော့မိသားစုဝင်တဦးချင်းစီကတရားကိုတရားတမိုးထားတတ်တဲ့သူတွေဖြစ်တာကြောင့်သူတို့မိသားစုလေးကိုမြင်လိုက်တာနဲ့မြင်တွေ့ရတဲ့သူတိုင်းကိုအပျော်ရည်ကူးဆက်စေခဲ့တာလည်းဖြစ်ပါတယ် ီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့လေးကတော့တရုတ်ဆောင်စုပြည့်သင်းရဲ့အသက်33နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီးတော့သူမရဲ့မွေးနေ့လေးမှာမကြခင်မှာလက်ထပ်တော်မဲ့တရုတ်ဆောင်ဟေဝေရန်ကလက်ထပ်ခွင့်တောင်းတဲ့ပွဲလေးပါတခါလေးကျင်းပပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်အဆိုပါပွဲမှာတော့ဒီဇိုင်နာရတုကဖန်တီးချုပ်လုပ်ပေးထားတဲ့ဝတ်စုံလေးကိုဝတ်ဆင်ခဲ့တာဖြစ်ပြီးအဆိုပါဝတ်စုံကြောင့်အမျိုးမျိုးဝေဖန်ခံခဲ့ရတာလည်းဖြစ်ပါတယ် ဝတ်ဆောင်လေးကလည်းလိုအပ်ချက်တချို့ရှိနေခဲ့သလိုတရုတ်ဆောင်ဆွေပြည်သင်းကလည်းခန္ဓာကိုယ်မလှလို့အခုလိုပုံစံဖြစ်နေတာဆိုပြီးတော့အမျိုးမျိုးဝေဖန်ခဲ့ကြတာဖြစ်ပါတယ်ဒါအပြင်ဆိုပြေတဆင်ရဲ့ပင်တိုင်းဒီဇိုင်နာဖြစ်တဲ့ဒီဇိုင်နာရတုကသူမအတက်ပွဲတက်ဝတ်ဆောင်မျိုးစုံကို ဖန်တီးချုပ်လုပ်ပေးနေတာဖြစ်ပြီးတခါတရံစမ်းသစ်တဲ့ဒီဇိုင်းမျိုးတွေချုပ်လုပ်တဲ့အချိန်မှာဆိုပြေတဆင်နဲ့လိုက်ဖက်မှုရှိမနေဘူးဆိုပြီးတော့လေဝေဖန်ထောက်ပြခဲ့ကြတာဖြစ်ပါတယ်။ ဆွေပြေသင်းဟာမကြခင်မှာမင်္ဂလာပွဲကျင်းပတော့မယ့်သူတို့သမီးလောင်းလေးဖြစ်ပြီးသူမရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးအခုလိုဝေဖန်ခံနေရတဲ့အပေါ်စိတ်မကောင်းဝမ်းနည်းဖြစ်နေခဲ့ရတာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဆွေပြေသင်းရဲ့မိခင်ဖြစ်သူဒေါ်မာလာခင်ကအမေရဲ့အဖိုးမဖြစ်နိုင်တဲ့နတ်သမီးလေး။သမီးကအမေအတွက်တော့အမြဲလှနေတဲ့အဖိုးမဖြစ်နိုင်တဲ့နတ်သမီးလေးတစ်ပါးပါပဲသမီးရဲ့။ရှုံးလာဖို့ထက်စိတ်လာဖို့ကပိုပြီးတော့အရေးကြီးပါတယ်။ အပုပ်ကောင်ရုပ်ဆောင်နေတဲ့လောကကြီးထဲမှာဘာတွေကများတည်မြဲနေလို့လဲဘာမှမဟုတ်တာကိုအဟုတ်ထင်ပြီးလောဘဒေါသမောဟတွေပြည်နေတဲ့လူတွေအတွက်အမေတို့ဆက်ပြုံးနေကြမယ်ချစ်တဲ့သမီးရေဆိုပြီးတော့အဘိစကားပြောလာခဲ့တာပဲဖြစ်ပါတယ်ဆိုပြတဲ့စဉ်ရဲ့မိခင်ဖြစ်သူဒေါ်မာလာခင်ကလိမ္မာရေးချားရှိပြီးစိတ်ထားလေးလေးလှတဲ့တမီးဖြစ်သူဆိုပြတဲ့စဉ်အတွက်ဝေဖန်တဲ့သူတွေပြောနေကြတဲ့ရုပ်ပိုင်းဆိုင်ရာတွေကိုစိတ်မဝင်စားဘူးလို့ပြန်လည်ထောက်ပြသွားတာလည်းဖြစ်ပါတယ်။